နာမွန်တာနာပိတ်တာထိတ်ကန့်နာနဲ့အေးမီချောင်းဆိုးချင်းများအတွက်တပါဝါနီလန်ကောင်းများခုလိုစောင်းရံဒီမှာလူတိုင်းဖြစ်တတ်တယ်ကျမရေးပြဿနာကတော့နာပိတ်တာနာမွန်တာဖိတ်ကနာနဲ့အေးမိချောင်းဆိုးချင်းဟာလူကြီးလူငယ်မရွေးဖြစ်ကြရပါတယ်။ဒီထက်ဆိုလာရင်တော့အေးမိဖျားနာတဲ့အဆင့် ठी ဖြစ်ရပါတယ်။ဒီလိုတွေမဖြစ်ရအောင်ကြိုတင်ကောက်ွယ်လို့ရတဲ့တဘာဝနီလန်းတွေကိုမျှဝေပေးပါမယ်။ ခုလိုကျမရေးဆိုင်ရာဘ ഹു တုတတွေကိုနေစင်သိရဖို့ဒီ channel လေးကို subscribe လုပ်ပေးပါအောင်နော်။နာယေယိုနာမောနာပိတ်ထိတ်ကတ်နာယောဂအတွက်ခရီစီထိတ်ကတ်နာလို့လူသိများတဲ့မကြာခဏနာယေယိုခြင်းနာပိတ်ခြင်းဟာဆောင်းရတီမှာအဖြစ်များတဲ့ပြဿနာပါနော်။အဓိကအဖြစ်များတဲ့သူတွေကတော့အဆုတ်အာနယ်လို့ဖြစ်ရတာလို့သိရပါတယ်။များသောအားဖြင့်ဒီလိုဖြစ်လာပြီဆိုရင် စီထွင်းတောက်ရင်တက်တာကြပါတယ်ဒါပေမဲ့အမြင့်ပြတ်တာမျိုးတော့မဟုတ်ပါဘူးခဏသာတက်တာစီတာပါဒါကိုကိုယ်တိုင်ခန်းစားဖူးတဲ့သူတွေသိကြပါတယ်နော်ဒီနေ့အတွက်ဦးစင်းတစ်ပါးဆယ်နှစ်ကျော်ခန်းစားရပြီယနေ့အချိန်အထိပြန်မဖြစ်တော့တဲ့ညီလန်းကတော့ခရီးစစ်ကိုသွေးလိန်ချင်းမှာဒါမှမဟုတ်ခရီးစစ်ကို မီးဖုတ်ပြီးငရုတ်စုံမှာညက်အောင်ထောင်းပြီးအုံးစီစစ်စစ်လေးနဲ့ငယ်ထိတ်ပေါ်ကိုလိမ့်ပင်ချင်းပဲဖြစ်ပါတယ် ဒီနီးလနဲ့တကယ်အဆင်ပြေသွားတဲ့မိတ်ဆွေတွေအများကြီးရှိပါတယ်။နောက်ထပ်တနည်းကတော့ပပွက်စုနေတဲ့ရင်နှွေးပကံထဲကိုဂျင်းကိုအနေတော့ထောင်းထုထည့်ပြီးအဖုံးအုပ်ထားတာပါ။ပြီးရင်အေးခံထားပြီးပြားရင်နဲ့ရောဆက်တော့ပါတက်တာစီပါတယ်။ဒီချင်းကြီးကနာစီနာပိတ်တာနဲ့ရင်ချက်တာလူမျိုးတွေကိုတတ်တာစီနိုင်ပြီးကိုခန့်စွမ်းအားကိုလည်းမြင့်တင်ပေးနိုင်ပါတယ်။ နောက်ထပ်နီလန်းတစ်ခုကတော့နာပိတ်တာနာချီတာနာရည်ယူတာဟာခေါင်းမှာအပူတွေခဲနေလို့ဖြစ်တာလည်းရှိတတ်ပါတယ်။ဒါကြောင့်တချို့အခြေအနေတွေမှာအပူထောက်လိုက်ရင်တက်တာတာမျိုးတွေရှိတတ်ပါတယ်။ပြုတ်လို့တဲ့နီးကတော့ဂွန်းဒါမှမဟုတ်တစ်ရှူးစကူကို ရေစွတ်လုံးချီပြီးနာတန်အပေါ်ကိုခဏသာကတ်ထားပေးပါ။ရေချောက်သွားတဲ့အခါမှာစကူကိုဖယ်ရှားလိုက်ပါ။အပူခဲကကြေပြီးနာရည်တွေထွက်ကတက်တာစီပါတယ်။ တချို့အခြေအနေတွေနှာခေါင်းအနက်မရတာထိတ်ကက်နာတွေလည်းယခုနည်းကိုအသုံးပြုကြည့်စုလိုပါတယ်ဒီနီလန်းကအင်မတန်လွယ်ကူပြီးတော့ကုန်ကြစရိတ်မရှိတဲ့နီလန်းပါဒါပေမဲ့တတိထားရမယ့်အချက်တော်ရှိပါတယ်ဒီနီလန်းကခေါင်းမအပူခဲပြီးနာပိတ်တဲ့သူတွေအသက်ပဲအဆင်ပြေတာပါတချို့နာရီယူတာနာပိတ်တာတွေကဘိုင်းရကြောင့်ဖြစ်တာတွေလည်းရှိပါတယ်။ဒါကြောင့်လူတိုင်းတော့အဆင်ပြေမှာမဟုတ်ပါဘူး။ဒါပေမဲ့အရင်ဆုံးတော့စံကြည့်တင်ပါတယ်။ နာချင်းချင်းဟာခန္ဓာကိုယ်အောက်ပိုင်းမှာအခိုးများပိတ်နေတာကြောင့်အထက်သို့လေပူများကန့်သက်ခြင်းဖြစ်ပါတယ်။ကိုယ်သွင်းအခိုးငုံနေသူများလည်းနာချီပြီးနာရီယိုကျတတ်ပါတယ်။ရေကြောက်၍ရေမချိုးသူ၊ရေနွေးပူပူနဲ့ရေချိုးသူများနာချီ၊နာစီ၊နာရီယိုတတ်ပါတယ်။နှာခေါင်းပေါက်မှ ရှူသွင်းတဲ့လေအေးကိုအသွင်းမှလေပူကကန့်ထုတ်တာကြောင့်နာချင်းချင်းဖြစ်ရတာပါ။ ဒါတွေကိုတက်တာစီဖို့မနက်အိယာထမျက်နာသိရင်ရေကို လက်ခုံနဲ့ယူငေထိပ်ပေါအောင်ရှူပါအကျစ်လို့ယူရင်ရပါတယ်ဂျင်းကိုပပလေးလီရင်နွေးမက်ခွက်နဲ့စိန်ထားပြီးတောက်ပေးပါ ဝမ်းမရှုပ်စေရန်အသီးအနှံများများစားပါကစွန်းရွက်ချင်ရင်ဟိကင်မွန်းချင်ရဲ့ချင်ရင်ဟင်းများချက်တောက်ပါညအိယာဝင် မကြီးမဲ့ဖြော်ရီတောက်ပါ ခြေဖွာစားပုတ်ခြင်းဒူးအထက်မှအောက်ရေလောင်းခြေဆေးပင်းရင်အခိုးသက်တက်တာလို့နာစေးနာပိတ်တက်တာစီပါတယ်ရေချိုးလင်ရေနွေးဆက်ချိုးတဲ့အခါပထမဆုံးဒူးအထက်မှအောက်ရေအေးလောင်းခြေဆေးအခိုးများထွက်သွားပြီးမှရေနွေးဆက်တဲ့ရေကိုချိုးပါဒီလိုအလင်းကျင့်တွေကတော့ခုလိုဆောင်းရည်ဒီမှာလူတိုင်းပြုလုပ်တင်ပါတယ် ။ဘာယောဂါမှမဖြစ်တဲ့သူဆိုရင်တော့ဒီလိုလုပ်ပေးခြင်းဖြင့်အပူကင်းပြီးခန္ဓာကိုယ်ကပေါ့ပါးကညင်ညောင်းညာကြိုက်ခဲတာတွေကိုတတ်သားစေပါတယ်။စနစ်တကျရေချိုးနည်းရေလောင်းနည်းသိချင်နေဆိုရင်တော့ရေချိုးရမည့်အချက်များဆိုတဲ့ဗီဒီယိုလေးမှာ အသေးစိတ်နားထောင်ပေးပါနော်။ဒါတွေကတော့တီယာတလောက်ခုလို့စောင်းရဒီအတွက်ပြုလုပ်တဲ့ ਨੇ အလေးအထလေးတွေကိုမျှဝေပေးတာပါနော်ပြိတက်တို့အနေနဲ့လည်းတည်ထားတဲ့နီလန်းတွေရှိရင်မျှဝေပေးကြပါဦးနော် ကိုမြဝေလိုက်တဲ့နီလန်းကတခြားတရားအတွက်ကောင်းကျိုးဖြစ်တယ်ဆိုရင်ဝမ်းသာရတယ်လို့ကုထုလည်းရပါတယ်ပြိတ္တကြီးအလုံးဒီဆောင်ရသည်ကိုကျမ်းမာပျော်ရှင်စွာဖြတ်ကျော်နိုင်ကြပါစေရှင်